လက်ရှိပြေးဆွဲနေတဲ့ BRD ရင်လိုင်းတွေကိုထပ်တိုးပြေးဆွဲဖို့ရေးဟာခရီးသွားပြည်သူတွေရဲ့ဆန္ဒအပေါ်မှာမူတည်တယ်လို့ရင်လိုင်းတာဝန်ရှိသူတွေကပြောပါတယ်။နွယ်နီသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်ဘတ်စကားအများပိုင်ကုမ္ပဏီလီမိတက်မှာတာဝန်ယူပြေးဆွဲနေတဲ့ BRD ရင်လိုင်းတွေဟာစတင်ပြေးဆွဲတဲ့အချိန်ကစပြီး၃လအတွင်းမှာပဲစီးနှင်းသူများပြလာတဲ့အတွက်ထပ်တိုးပြေးဆွဲဖို့ခရီးသွားပြည်သူတွေကအကြံပေးတောင်းဆိုတာတွေရှိနေပါတယ်။ တစ်ဖက်မှာလည်း BRT bus car line ပြေးဆွဲဖို့တီးတန့်လမ်းကြောင်းမလုံဆောင်နိုင်သေးတဲ့အတွက်အရင်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်လာကိုစိုးရိမ်နေပါတယ်။ကျွန်တော်ရင်ကိုပို့ပြီးတော့တိုးလို့ရင်းနေမှပို့ကြက်မလားဆိုတော့အဲ့ဒါဆရာတော့ဘယ်လိုမမြင်ဘူးမမြင်ဘူးပေါ့နော်။ဘာကြောင့်စကီးတွေအရောက်ပြီးခီးတွေလဲပေါ့နော်။ဒီလမ်းမှာဆက်လက်ပြီးတယ်။ကျွန်တော် line ကိုသူကဉာဏ်ရေးဆက်လာပြီးဆိုရင်ပြန်တဲ့ line နေရာကသူကဆက်ရလို့တော့ပါမယ်။ပြောမယ်ဆိုရင်တဖြည်းဖြည်းပေါ့သူကတော့ပြန်တဲ့ line လဲအဲ့လိုပေါ့နော်။သူကဒီလိုတော့ပြောပါမယ်လို့ဆရာပြောသွားမယ်ဆိုပြောလိုက် ဒါပေမဲ့တစ်ခါဆရာတို့ကပြောရမှာပီတူလူကြီးရဲ့စာပြောတောင်းဆိုမှုတောင်းဆိုမှုကလည်းရေးကြည့်တာပါလေ။ဒါသူကတန်းနေတက်လာပြီဆိုရင်ဆရာတို့ကလည်းစတယ်တိုးပေးမယ်ဆိုတဲ့ပြေးရရှိခိုးတာရှိခိုးတာပေါ့နော်။ရန်ကုန်မြို့ရဲမှာ PRT bus ကလိုင်းပြည့်စွဲဖို့တီးတန့်လမ်းကြောင်းမလုံဆောင်နိုင်သေးတာကြောင့်ရှင်ကျောကြက်တဲမှုကိုပြေရော့စီမှာမဟုတ်ဘူးလို့ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိမ့်သိမ်းရေးကြီးကြပ်မှုဘုတ်ကော်မတီဥက္ကရာကပြောပါတယ်။ PRT ပြေးဖို့အတွက် operation system တခုလောက်ရဒီမှာကျွန်တော်တို့မလုံနိုင် အခုကျွန်တော်တို့ပြေးပြေးနေတာ normal bus system ပဲကျွန်တော်တို့ကအားဖြည့်ပေးနေတာရှိပါဒါကြောင့်မလို့လက်ရှိပြေးတဲ့ BRT line တွေဟာရန်ကုန်မြို့တမြို့လုံးကိုပြန့်နှံ့မလားလို့မေးရင် BRT ဟာလမ်းတိုင်းမပြေးပါဘူးနိုင်ငံတကာမှာလည်းဒီတိုင်းပါအဲ့တော့ဒီဟာရန်ကုန်တမြို့လုံးကိုမလွှမ်းခြုံနိုင်သေးတဲ့အတွက်လက်ရှိရင်ကျော်ကြက်တိမှု ဖြေလျှော့နိုင်သလားလို့မေးရင်လေတချို့ပညာရှင်တွေဝေဖန်ထားပါတယ် စီးရီတိုးလာတာပဲရှိတယ်ခမားတို့ရင်ကြောကြက်တီးမှုမပြေမပြေလျှော့နိုင်သေးပါဘူးပြီးခဲ့တဲ့ဖေဖော်ဝါရီလကစတင်ပြီး BRD ရင်လိုင်းတွေကိုရန်ကုန်မြို့ထဲမှာလမ်းကြောင်းတင်ဖြစ်တဲ့ပြည်လန်းကနေကဘာကြီးဖျားလန်းလမ်းကြောင်းတင်ဖြစ်တဲ့ကဘာကြီးဖျားလန်းကနေပြည်လန်းတစ်လျှောက်ပြေးဆွဲပေးနေတာပါအဲ့လိုပြေးဆွဲရမှာလဲအရင်ကနဲ့မတူပဲစီးနှင်းသူများပြားလာတဲ့အတွက်ထိုင်ကုန်ပြည်တာမကမတ်တက်ရဲ့စီးနှင်းသူတွေလည်းများပြားလာပါတယ် အရှင်ကကားအစီးရေ45စီးနဲ့ပြေးဆွဲပေးနေတာဖြစ်ပြီးအခုလအတွင်းမှာလည်းနောက်ထပ်အစီး20ထပ်မံရောက်ရှိလာမှာဖြစ်ပါတယ်။ကျမကတော့နေနေပါရှင်။